ကဲပြည်သက်တွေမျောလင့်နေကြတဲ့မြန်မာဖိုက်တာတွေတဲမှာအမျောလင်းဆုံးဖြစ်နေတဲ့ကြောစာဝင်ရထိုးပွဲကြီးကတော့ရောက်ရှိလို့လာပါပြီ။ဒါမနိကပဲသူရေ feathers ဂျင်းရဲ့ official pitch ကနေပြီးတော့ကြောစာဝင်နဲ့ဒါကျွန်တော်ရေမြန်မာဖိုက်တာသူဦးဖြစ်တဲ့ ဆွန်ရက်တို့ရဲ့ထိုးပွေးကျူကိုဒီဝင်ချပြလိုက်ပြီပေါ့လေဒါချပြလိုက်ပြီဆိုပေမဲ့နှစ်ယောက်စလုံးရဲ့ပြိုင်မက်တွေကိုချပြတာမျိုးတော့မဟုတ်ဘူးဒီဘက်မှာဆွန်ရက်ကထိုးရမယ်သူကိုရင်ကတော့ဘယ်သူနဲ့ထိုးရမလဲဆိုတာသိပြီးသွားပြီဒါကျွန်တော်တို့ဒါကျော်ဆောင်ဝင်းကလည်းဘယ်သူနဲ့ထိုးရမလဲဆိုတာသိပြီးသွားပြီပေါ့လေသူတို့အထဲမှာတော့ပြောပြီးသွားကြပြီဆိုတော့ဒီဘက်မှာကျွန်တော်တို့ဆွန်ရက်ကိုကြည့်မယ် နောက်ပါဒီနော်ဆဲလာပိုင်းရဲ့နောက်ဆုံးအပတ်မှာကျတော့ကျွန်တော်တို့အရန်ဝမှာမျောလင်းတောင်းတနေတဲ့ကျော်စွာဝင်းရဲ့အကျော်ကြီးရဲ့ထိုးဝဲကြီးကိုတော့ကျွန်တော်ချီရတော့မှာပါဆိုတော့အခုကျော်စွာဝင်းနဲ့ထိုးမဲ့သူတွေကတော့အတယောက်ပြီးတယောက်ပေါက်ချားနေပေါ့နော်ဆိုတော့ဘယ်သူကိုအတီးပြောရမလဲတော့မသိသေးဘူးကျွန်တော်ဒီချားတဲ့အခါကျမှကျွန်တော်နည်းနည်းလေးတင်ဆက်ချင်တယ်ပေါ့နော်မလီချားတဲ့အရာတော့ကျွန်တော်နည်းနည်းမသိဆက်ချင်သေးဘူးကျော်စွာဝင်းကတော့ဒါဘယ်လိုပြောရမလဲဒီ Feathersting ကိုရောက်တာနော်တလားကြော်ပဲရှိသေးတယ် ူကိုယ်တိုင်ကလည်းမနေ့ကအင်တာဗျူးမှာဖြေဆိုထားတယ်နော်အစတုံးရွတ်ရွတ်ချင်းမှာတော့တဲ့သူ့အနေနဲ့ဟိုအခက်ခဲတွေအများကြီးရှိတယ်ပေါ့နော်စိတ်အထူးသဖြင့်တော့ဒါစိတ်ပိုင်းဆိုင်ရာပေါ့ဟိုအခုလိုမျိုးနော်လူမျိုးလေးမသူစကားလေးမသူဆိုတော့ပဝန်းချင်းအသက်မှာသူ့အနေနဲ့အဆင်ပြေပါမလားပေါ့လေဒါမဲ့သူကိုယ်တိုင်ကလုံးဝဟိုဒါဟိုမျောလင့်မထားပဲပေါ့နော်သူရေလုတ်ပေါ်ကိုင်ဖယ်လီဂျင်ပေါ်လီဂျင်ဖယ်တွေကသဘောကောင်းလို့နဲ့အပြင်ကမှတတိနဲ့ဒါ ်ဟိုနော်တတိသားကလေသူ့အပေါ်မှာအင်မတန်မှကောင်းပြီးတော့သူ့ကိုလေးနှစ်စာချုပ်ဘာမှပတ်စံလေးပေးစရာမလိုပဲနဲ့စားပြီးတော့ပြီးနော်လီချင်းကွင်းကိုပေးလိုက်တာဖြစ်တဲ့အတွက်ဟိုကဘာမှာဟိုအကန်ကောင်းဆုံးလူသားလို့ဖြစ်ခဲ့ရကြအောင်ကျော်ဆောင်ဝင်းကဝန်ခံချားရယ်ပေါ့နော်ဆိုတော့ကျော်ဆောင်ဝင်းရဲ့ပွဲကတော့ကျွန်တော်တို့ဒါနောက်ဆုံးပတ်မှာကြည့်ရတော့မယ်ဂျားရင်းမှာတပတ်ပဲကြာပါတော့မယ်ဆိုတော့ ပရိသတ်တွေကတော့အရင်ကမှပြောနေကြပြီကျွန်တော်မြန်မာဖိုက်တာတွေအားဒီကြားထဲမှာအရှုံးနေနေပြီးရင်ဆိုင်ကြိုတွေ့နေရတယ်ဗျဆိုတော့ဟိုကျော်စောင်းဝင်းဟာဖစ်သစ်ဂျင်မှာမွေးထိုင်းကိုနော်ဒါနီးစနစ်ပိုင်းဆိုင်ရာတော့လောကောင်ဖိုင်အိုက်ကျူနော်အကောင်းမွန်မွန်အများကြီးလီလာထားရငိုကလေးကကျွန်တော်ကျော်စောင်းဝင်းဟာဒါမာဂုံကရှိပြီသားသူနေနဲ့နော်ပညာတွေသိုးလာပြီဆိုရင်တော့အကောင်းဆုံးအေထားတကူဖန်သီးနိုင်မယ်လို့ဆောင်းနိုင်မယ်လို့တော့ကျွန်တော်ပြည့်စုံပြီးဘာဖြစ်လဲယုံကြည်ရေနော်ကျော်စောင်းဝင်းနိုင်ရပါစီဗျာ